ဟယန်းချင်းဒီငပီးချက်လုံနီလာမြဝေပေးမယ်နော်ငါးကြော်နဲ့တို့ဆရာလဲပါတယ်ဒီနေ့ညနေပိုင်းမိုးရွာတယ်ဆိုတော့အိမ်နာကငါးလာရောင်းတဲ့သူရှိတယ်တထုပ်40ပတ်ပေါ့နော်ဝယ်လာပြီးတော့အရသာတွေနဲ့တုတ်ပေးတယ်အာစားချမုတ်ရဲပြီးတော့အစနွေမုတ်ပေါ့နော်တုတ်ပြီးတာနဲ့ကြော်တယ်နော်ကိုယ်တိုင်ကြော်စားရဲဆိုတော့ပိုပြီးစားလို့ကောင်းတယ်ကိုယ့်ရဲ့အကြိုက်လည်းဖြစ်တယ်လေနော်ငါးကြော်လေးရပြီဆိုတော့ အငပိချက်လောက်မယ်နော်ငပိချက်ကခရမ်းချင်တီးပါမယ်အမလုတ်ခင်မှာငရုတ်တီးအရင်လော်အောင်မယ်နော်ငရုတ်တီးကိုယ်တိုင်လော်တာပိုပြီးကြိုက်တယ်လေနော်ပြီးတော့ခုနကကြော်ထားတဲ့ငါအစီနည်းနည်းယူတယ်ကျက်သွနီရဲ့အရင်မွေးအောင်အရင်လောက်ပေါ့နော်ပြီးတော့စနွေးမုတ်လေးနည်းနည်းထည့်ပေးလိုက်ပါဟင်းချက်တဲ့ချိန်ထည့်ရတာလည်းပူစားကောင်းတယ်နော် ချက်သွန်နီကလေးမွေးပြီးမှခရမ်းချင်တီထဲ့ပေးနော်အဲ့ဒီမှာအရသာရှိတယ်ပို့ပြီးစားလို့ကောင်းတယ်ခရမ်းချင်တီလေးရပြီးဆိုရင်ငရုတ်တီမုံနဲ့ပစွန်စိတ်ပေါ့နော်ထဲ့ပေးတယ်အဲ့ဒီမှာအရသာပို့ပြီးစားကောင်းသွားတယ်နော်ပြီးတော့ချုံမုံနဲ့နဲ့ထဲ့ပေးလိုက်ပါသူကပစွန်စိတ်ကငန့်နေပြီနော်စားတွေတိတ်မထဲ့ပါနဲ့အရင်စမ်းကြည့်ပါပြီးမှကိုငန်တာကြိုက်တယ်ဆိုရင်စားထဲ့ပေါ့နော် ဒီလိုချက်ပေးယုံနဲ့စားလို့ကောင်းတဲ့ဟင်းသပွဲရပြီးဒီညနေကျတော့တိုးဆရာကတမျိုးပဲပါတယ်ရှင်